ရင်ဆုံးနှုတ်ခွန်းဆက်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကျွန်တော်ရဲ့အဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့အပေါ်မှာများမောင်လေးညီမလေးများအားလုံးတီတာမြန်တို့ YouTube Channel ကနေပြန်လဲကြိုဆိုပါတယ်ဗျနော်တီတာမြန်တို့ YouTube Channel ကနေပြန်လဲကြိုဆိုပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီနေ့တနင်္လာနေ့တနေ့ရဖောင်းသွားပြီနော်73ရက်10လ2025တနင်္လာနေ့တနေ့ရဖောင်းနေပြန်နော်တနင်္လာနေ့ဖောင်းလို့ရှိတယ် အဲ့တော့ကျွန်တော်တို့က14ရက်10လ2025အင်ခါနေ့တနေ့ကပြောပြမှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့မိသားစုနဲ့ဝင်လာမယ်ဗျနော်တောက်ကြနေရလို့ပဲကျွန်တော်တို့မိသားစုဝင်နေနော်ခဏကိုကွက်နဲ့ပောက်ချင်တဲ့အကိုမတွေကတော့ဝင်လာမယ်လို့နော်ဘာကြောင့်လဲဆိုရင်ကျွန်တော်ရဲ့မိသားစုဝင်နေကျွန်တော်အင်ခါနေ့တနေ့စာမှာလုံးပိုင်တစ်လုံးကို ထုတ်ပေးခဲ့လို့ရှင်ရင်ကျွန်တော်ရဲ့မိသားစုဝင်နေအင်ခါနေ့နေကုန်မှာ ကျွန်တော်ရဲ့ခဏန်းတွေကကျွန်တော်ရဲ့မိသားစုဝင်အဖွဲ့ဝင်တွေနဲ့တိုက်ဆိုင်မှုရှိခဲ့ရင်တော့ဒါလည်းဖွင့်လို့ပေးပါနော်တခါတည်းကျွန်တော်ခဏန်းကိုမပြခင်နေရကြိုးပြောထားပါတယ်ခင်ဗျဘာလို့လဲဆိုကျွန်တော်ကလည်းတနေ့ဖောင်းထားတာကျွန်တော်တို့၄ရက်ထဲစော့ရတဲ့အတွက်ကျွန်တော်ကပေါက်အောင်ကိုပေးရမှာပါလို့နော်ကျွန်တော်ပေါက်မှလည်းကျွန်တော်ရဲ့ channel ကလူများမှာဘူး เนาะအဲအကြောင်းလို့ကျွန်တော်ကပေါက်အောင်ပူပေးမှာပါเนาะတနေ့စာကမနေ့ညတနေ့စာက9ရက်မှာတရက်စာကကျွန်တော်တို့အချိန်ကကုန်ခဲ့ပြီအလုံးမလုပ်အောင်၄ရက်ထဲအလုံးလုပ်ရမယ့်နေရာမှာကျွန်တော်ကတော့ပေါက်အောင်ပေးရမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့မိသားစုဝင်နေနဲ့เนาะခဏန်းနေတိုက်ဆိုင်မှုရှိခဲ့ရင်တော့ကျွန်တော်အပေါ်ကိုနားလေဖို့လူအပ်ပါတယ်เนาะဒါကလည်းကျွန်တော်ပွဲတိုင်းပွဲတိုင်းပြောတာပါတယ် နော်ကျွန်တော်ကကျွန်တော်မိသားစုဝင်နေခဏတလုံးနဲ့မွေးခဏလေးခွက်ဆိုတာတပတ်ခါပေးထားတာကျွန်တော်တို့တနင်္လာနေ့ဖောင်းတယ်အင်္ဂါပုတ်တခုကြာတာပဲတောက်ကြလေးရမွေးရမယ်ရာနှုံးပြေကြမယ်ခဏကိုကျွန်တော်ရှာထားတာဖြစ်တဲ့အတွက်ပတ်သီးအရင်ကြသွားတယ်မွေးခဏလေးကိုဆက်မွေးနော်ဒါမှမဟုတ်လို့ပတ်သီးနဲ့မွေးခဏနဲ့တပြိုင်နဲ့နှစ်ပင်လိမ့်ပြီးကြာသွားတယ်ဆိုရင်တော့ကျွန်တော်ရဲ့မိသားစုဝင်လေးကြိုက်မှမွေးမကြိုက်ချင်မမွေးတော့နဲ့ဟုတ်ပြီလားပတ်သီးကအရင်ကြခဲ့တယ်ဆိုရင်ဆက်မွေးရာနှုံးပြေထွက်ပြေးလိမ့်မယ် အဲ့တော့ကျွန်တော်ရဲ့အပေါ်မှာဒီမောင်းနှင်းမာလေးမြန်မြန်လေးဝင်လာမယ်ဗျ။နော်။အကောင်းဆုံးစနစ်တွေနဲ့ကျွန်တော်ကရွှေချယ်ထားတာဖြစ်တယ်။နော်လိုင်းနေလည်းမကောင်းပါဆိုလို့မောင်းရင်လိုင်းနေကမကောင်းဗျာ။အဲ့ဒါကြောင့်ကျွန်တော်စောစောလေးကြိုးတက်လာခဲ့။အဲ့တော့ကျွန်တော်အပေါ်မှာဒီမောင်းနှင်းမာလေးတွေကိုကျွန်တော်ရဲ့ channel အသေးကိုတွေ့ရင်လည်း subscribe လုပ်ထားကြအောင်။နော် subscribe ဆိုတာလေးကိုနှိပ်ထားကြပါဗျ။နော်ခေါင်းလောင်းလေးကိုနှိပ်ထားရမယ်။အဲ့ဒါမှမြင်ပါ။နော် subscribe လုပ်ပြီးသားအပေါ်မှာဒီမောင်းနှင်းမာလေးတွေကလည်း like လက်မာလေးတွေနှိပ်ထားပါနော်။ ဂျူးလေးတော့နည်းနည်းစောင့်လိုက်ဦးမယ်ဗျာနော်တောက်ကြနေမှာလဲကျွန်တော်ရဲ့မိသားစုနဲ့အောင်မြင်ထားတာဖြစ်တယ်လို့အင်္ဂါနေ့မှာလဲဆက်လက်ပြီးအောင်မြင်မယ်လို့တော့ကျွန်တော်တို့ထင်နေဗျာကျွန်တော်ကတော့ကျွန်တော်တွေ့တဲ့ခဏကြမယ်လို့ထင်တာပေါ့မကြတာကြတာကတော့ဆက်ကင်ရဲ့အလုပ်ပဲတွေ့ထားကတော့ကျွန်တော်အလုပ်ပေါ့ဗျာအဲ့တော့ကျွန်တော်ရဲ့အကိုမကြီးမောင်လေးညီမလေးတွေနော်ဗတ်တီတလုံးနဲ့မွေးကနန်းလေးကိုအဖွဲ့မွေးရသေးလို့ကြံနေတဲ့လူတွေဝင်းကျင်နေဆိုရင်ဝင်လို့ရသေးတယ်ဗျာနော်ဝင်လို့ရသေးတယ် အဲ့တော့ကျွန်တော်ကိုမလေးမောင်လေးမြန်မြန်လေးဝင်လာမယ်ဗျာနော်နည်းနည်းလေးတော့စောင့်လိုက်ဦးမယ်နည်းနည်းလေးတော့စောင့်လိုက်ဦးမယ်ခဏန်းကတော့ထုံးတန်အတိုင်းကိုးကွက်ထိုးရမှာပါဗျာနော်ကိုးကွက်ထိုးရမှာပါဒါရင်နဲ့ကျွန်တော်ရွေးချယ်မှုမှန်ကန်လို့ကျွန်တော်မိသားစုဝင်တွေ၃ခွက်နဲ့ပောက်တယ်ဆိုတော့လေတင်အထူးနဲ့ပောက်တယ်ဆိုတော့ပုံပြီးမင်္ဂလာရှိတာပေါ့ဗျာနော်အထူးကဏ္ဍနဲ့ပောက်တယ်ဆိုတော့မင်္ဂလာရှိတာပေါ့ကျွန်တော်ကတော့ပောက်အောင်ကိုပေးမှာပါ ကျွန်တော်ရဲ့အဖွဲ့ဝင်တွေက ဖွဲ့ဝင်ခန်းအောင်ကိုဇာတို့မွေးမယ်။နေတိုက်ကိုလည်းအစင်ပြေသလိုထိုးမယ်။တိုက်ဆိုင်မှုရှိရင်တင်ထိုးမယ်။နော်နေတိုက်နဲ့တိုက်ဆိုင်မှုရှိတယ်ဆိုရင်ညာများတင်ထိုးမယ်။နော်ကျွန်တော်ချပေးတဲ့ခန်းအောင်မနဲ့မကြညာနေကြကိုကြရမယ်။အင်္ကာနေ့မှာမနဲ့မကြရင်ညာနေကြကိုကြရမယ်။ယာနှုံးကြီးကြရမယ်။တိုက်ဆိုင်မှုရှိရင်ကျွန်တော်ရဲ့အဖွဲ့ဝင်တွေကထောင်ကဏ္ဍလောက်ကနေစာမွေးမယ်ဗျာ။ယာကဏ္ဍကမွေးခိုင်းဦးနော်ကျွန်တော်မိသားစုနေကျွန်တော်ထောင်ကဏ္ဍကစာမွေးခိုင်းတာ။ဘာကြောင့်လဲဆိုတော့တနေ့နာနေတနေ့ဖောင်းထားလို့ဗျာ။ နော်တနင်္လာနေ့တနေ့ဖောက်ထားလို့အင်္ဂါနေ့ကစဆောအောင်မှလို့ကျွန်တော်မိသားစုနေထောင်ကနန်းကစမွေးခိုင်းတာရာကနန်းကမမွေးခိုင်းဘူးအဲ့တော့ကျွန်တော်မိသားစုနေနေနေပါသေးတယ်ဗျ view လေးတွေညာလေးဝင်လာမယ်လို့နော်ကျွန်တော်ရဲ့အကူမလေးမောင်လေးညီမလေးအဖွဲဝင်ကနန်းကိုတော့ကျွန်တော်ကတကယ်လို့အင်္ဂါပုတ်တစ်ခုအတွင်းမှာကြသွားပြီဆိုရင်တော့ကြာတာပရေတောက်ကြမှာကျွန်တော်နောက်ထပ်ပတ်တီတစ်လုံးနဲ့ထပ်ပေးပါဦးမယ်နော် အင်းကဗုဒ္ဓဖူးမှာကျွန်တော်ရဲ့အဖွဲ့ဝင်ကနန်းကြသွားပြီဆိုကြာတာပရိတောက်ကြမှာယာနုံးပြေအာမခံတဲ့ပတ်တိကလုံးကိုကျွန်တော်တက်ပြီးပါအောင်မယ်လို့နော်အခုကြည့်နေတဲ့ထဲမှာအဖွဲ့ဝင်ကြီးပါတယ်ဆိုရင်လည်းသိမှာပါလို့နော်အဖွဲ့ဝင်ကြီးပါနေတယ်ဆိုရင်လည်းကျွန်တော်ဗာပေးထားရဲဆိုတော့သိမှာပါကျွန်တော်ငေးတိုက်ကိုပေးတဲ့နေရာမှာကျွန်တော်ရဲ့အဖွဲ့ဝင်ကနန်းနဲ့တိုက်ဆိုင်မှုရှိရင်တင်ရိုက်လိုက်ပါနော်တခါလေးပြောထားမယ်တင်ရိုက်လိုက်ပါ เนาะအခုကျွန်တော်ကတော့ခင်ဗျားတို့ကိုလည်းပြထားတာမဟုတ်သေးဘူးခင်ဗျားတို့လည်းတည်သေးတာမဟုတ်ဘူးเนาะအဖွဲ့ဝင်ပါမအဖွဲ့ဝင်ကတိမှဒီကနေ့ကိုတိုက်ဆိုင်မှုမရှိဘူးရှိတယ်ဆိုအဲ့တော့ကျွန်တော်ရဲ့အဖို့မှာမြန်မာလေးညမာလေးများအားလုံးเนาะကျွန်တော်ရဲ့ channel တီတာမြန်တို့ channel အသေးကိုတွေ့ရင်လည်း subscribe လုပ်ထားဖို့မမေ့ကြပါနဲ့ channel အကြီးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့ကျွန်တော်တို့ကဒီ channel တွေကတလုံးအစင်မပြေရင်တလုံးလွှင့်ရမှာမဟုတ်လို့ပါဗျာเนาะအဲ့တော့ကျွန်တော်အဖို့မှာဒီမောင်လေးညမာလေးကျွန်တော်တို့အရင်ဆုံးကတော့ ကီ၃လုံးယူမယ်ကီ၃လုံးယူပြီးရင်1ချိန်2လုံးယူမယ်1ချိန်2လုံးယူပြီးရင်တလုံးကောင်းကိုဆွဲထုတ်ပေးမယ်ဗျာမမမမကျွန်တော်ကတော့တလုံးကောင်းကိုဆွဲထုတ်နေမှာပဲနော်ခဏန်း၃လုံးဆိုတာများနေတော့တလုံးနဲ့ကတော့ဆွဲထုတ်ရမှာပဲအဲ့တော့ခဏန်းကတော့၉ခွက်ထိုးရမယ်အင်္ဂါနေ့နေပုံမှာဒါရင်းနဲ့၃ခွက်ကတော့တင်ကိုရိုက်ရမှာကျွန်တော်မိသားစုပါရဲတဲ့လူတွေကအင်္ဂါနေ့မှာခဏန်းတလုံးပတ်မနက်မကျညနေချင်းတိကျလိမ့် ကြာတာလည်းကျွန်တော်ရဲ့ channel လေးဝင်လာဆိုကြိုက်နှစ်သက်မှဆော့ပါလို့မကြိုက်နှစ်သက်ကျွန်တော်မဆော့ပါနဲ့နော်တရားကြော်တော်မျိုးတို့အားလုံးပဲမင်္ဂလာပါဗျတရားကြော်တော်မျိုးတို့အားလုံးပဲမင်္ဂလာပါလို့နော်အဲ့တော့ကိုမရီမောင်လေးမြန်လေးဝင်လာမယ်ဗျနော်ကျွန်တော်ရဲ့အကိုမရီမောင်လေးညီမလေးမိသားစုဝင်နေနော်တောက်ကြနေမှာဟောပေါက်ကြသေးလားကျွန်တော်မိသားစုဝင်နေတောက်ကြနေမှာပေါက်ကြသေးလားလို့ကျွန်တော်တို့80နှစ်ဆိုတော့ကနန်းကိုကျွန်တော်ကတခါတည်းပြောထားခဲ့တာပါကျွန်တော်မိသားစုဝင်နေ เนาะဒီခဏန်း၉ခွက်ကမနက်ပိုင်းမှာကြာခဲ့ရင်တော့အဲ့ဒီခဏန်း၉ခွက်ထဲကမနက်ပိုင်းမှာကျွန်တော်တို့အဲ့ရှင်းနဲ့ပတ်သက်တဲ့ခဏန်းအခြားခဏန်းကြာခဲ့ရင်ညနေဘက်မှာကျွန်တော်ပြောထားတာဖွန်ပရိတ်၃ညပရိတ်ကိုပဲလိုက်လို့ပြောထားတာเนาะမကြာခဲ့ရင်တော့ညနေဆက်မွေးပါကျွန်တော်ခဏန်းပြောင်းရင်လွဲမှာစိုးလို့ပါဒါငါညနေဘက်မှာကျွန်တော်ဆက်တင်ရင်လည်းအဲ့ကဏ္ဍကပါမှာပါပဲเนาะ82ဆိုတဲ့ကဏ္ဍကပါမှာပါပဲ။ဘာကြောင့်လဲဆိုတော့ကျွန်တော်က280ကီကို390ပြိတ်ပေးမှာ လိုင်းမမတက်တယ်ရင်တော့ပါမှာပါဒိုင်းနဲ့အချက်တို့အားလုံးနဲ့သိတဲ့အတိုင်းပဲကျွန်တော်ကတော့ကျွန်တော်မိသားစုဝင်နေမနေ့ပိုင်းမှာကဏ္ဍကိုွက်ပေးထားတယ်ကြသွားရင်ညနေပိုင်းမှာခွန်ပရိတ်၃ညပရိတ်ကိုတင်ရိုက်လိုက်ပါလို့ကျွန်တော်ပြောထားပါတယ်နော်ခွန်ပရိတ်၃ညပရိတ်ကိုတင်ရိုက်လိုက်ပါ၃ညပရိတ်တော့ကြသွားတယ်ဒိုင်းနဲ့မနေ့ပိုင်းကကိုွက်ထည့်ရပဲပြန်ကြသွားမနေ့ပိုင်းမှာမဆွဲသွားပဲနဲ့အဲ့တော့ကိုမမောင်လေးညီမလေးများ200ကျော်သောအမျိုးတို့အားလုံးပဲမင်္ဂလာပါဗျာနော် ကိုကျော်ဆိုတဲ့အောက်ပိုင်ရှင်ကချစ်မကြီးမင်္ဂလာပါတယ်မင်္ဂလာပါဗျာကိုအောင်အောက်ပိုင်ရှင်လေးလည်းမင်္ဂလာပါဗျာနော်မိုးကျော်မင်္ဂလာပါမတ်တီရာကြီးမင်္ဂလာပါခမရနော်အဲ့တော့ကျွန်တော်က channel ကနှလုံးဖြစ်လွှင့်ရမှာဖြစ်တဲ့အတွက်ကျွန်တော်မိသားစုနဲ့မြင်မြန်လေးပဲသွားလိုက်ကြနော်မြင်မြန်လေးပဲသွားလိုက်ကြခဏတော့ကိုဝက်ထိုးရင်တော့ပောက်မယ်လို့ထင်တယ်ဗျာနော်ခဏတော့ကိုဝက်တော့ထိုးရမှာအကိုမတွေမောင်းနေညီမလေးကနန်းကိုကွယ်မထိုးနိုင်တဲ့လူကတော့ဓာကွက်ကောင်းနှက်ကွက်ကောင်းရိုက်တဲ့ဆရာလေးရှိ ው သွားပါဗျာနော် ကျွန်တော်ကတော့ခဏကိုကိုးကွက်ထုံမှလုံးပါမယ်ကျွန်တော်ရဲ့မိသားစုအနေနဲ့ကျွန်တော်ပြောထားပါတယ်ကျွန်တော်ကငါ့ကိုပါဝါနဲ့၃ညတို့ကရင်ငါ့ရဲ့နှက်ခတ်၃ဆိုပြီးထွက်တယ်လို့ပုံးကိုပါဝါနဲ့၈လို့ကရင်လို့ရှိလို့ရှိရင်၃ရဲ့နှက်ခတ်၅လို့ထွက်တယ်လို့ခဏကိုတော့ကျင်းသိကြမယ်ဆိုတာသိနေတော့၃လုံးကရင်မှလုံးပါတယ်လို့နော်အဲ့ဒါမှမကြိုက်မှန်းတဲ့အကိုမကြီးကတော့နော်ခဏနဲ့နဲ့အကွက်နဲ့နဲ့ပောက်တဲ့ဆရာလေးရှိကိုသွားပါလို့နော်ကျွန်တော်ကတော့အကွက်နဲ့နဲ့ရောပောက်မှာမဟုတ်ပါဘူး ။ဘာကြောင့်လဲဆိုရင်ကျွန်တော်မိသားစုဝင်တွေတိတဲ့အတိုင်းပဲ။တို့ကခဏပြန်ပြီးခဏပြန်ပြိပြန်ပြီးပြိပြန်။ဟာလားအဲ့လိုတွေလုပ်တဲ့အတွက်ကျွန်တော်ကလုံအောင်ပေါက်အောင်ပေးရတဲ့လူဆိုတော့ပေါက်အောင်ပဲပေးမှာပါလို့နော်။အဲ့တော့ကျွန်တော်မိသားစုနေကျွန်တော်တို့ဘယ်ကနေလာတာ3လ3လဒီမှာအခုကျွန်တော်တို့ရိုက်မှာ3လနဲ့တပွဲကြော်ရိုက်မှာเนาะဒီတပွဲကိုကြော်ရိုက်မှာ3လအထိပေါ့ဒီမှာအခုလက်ရှိက3လအထိအဲ့3လအထိကနေကျွန်တော်ကကီးကိုအရင်ယူမယ် ကီးယူပြီးရင်ဝမ်းကျင်းကိုတစ်ချက်ယူမယ်။ဝမ်းကျင်းယူပြီးလို့ရှိရင် ကျွန်တော်တို့ကတလုံးလေးကိုဆွဲထုတ်ပေးမယ်။အဲ့ဒီတလုံးကိုဆွဲထုတ်ပြီးရင်လည်းကျွန်တော်ကတော့ခဏန်းကတော့၃ခွက်ထဲထုတ်မှာဒါပဲလို့ခဏန်း၆ခွက်ကရန်ကိုရန်ရမယ်။နော်ကျွန်တော်ကင်တော့ခဏန်းဒီတလုံးနဲ့ဖြစ်နေရင်အဲ့တလုံးရဲ့ပါဝါနက်ခတ်ကိုရံကိုရမ်းမှာကျွန်တော်မိသားစုဝင်နေ။နော်ရံကိုရမ်းမှာကျွန်တော်မိသားစုဝင်တင်ခွက်ကိုတထောင်ထိုးရင်တော့တရာတော့လိုက်ရံပေါ့ဗျာခင်ဗျားတို့ရဲ့ထိုးရင်ခင်ဗျားတို့သိ။နော်ကျွန်တော်မိသားစုဝင်နေထိုးရင်ကိုကျွန်တော်မိသားစုတွေသိတယ်။ ဟုတ်လားခင်ဗျားတို့ပေါ့လို့ကျွန်တော်လူယူလို့လည်းရတာမဟုတ်အဲ့တော့300ကျော်သောမျိုးတို့အားလုံးပဲမင်္ဂလာပါလို့နော်ဆရာမကြီးအပူလာနိုင်လားရတယ်လာနိုင်နေဗျအပူလာနိုင်ပါတယ်ခင်ဗျာဘာကြောင့်လို့လဲဆိုလို့ရှိရင်မနေ့ဈေးမှာနတ်ခတ်ကြတယ်ညနေဈေးမှာပူလေးလို့ကြားထားလို့အပူလာနိုင်ပါတယ်လို့နော်ကျွန်တော်မိသားစုနေအပူလာနိုင်ပါတယ်လို့ဒီဘွယ်မှာနော်ဒါရင်းနဲ့ကျွန်တော်တွေ့တဲ့နေ့ကျရင်ကျွန်တော်တင်ပေးမှာပါမနေ့ဖန်ပေးမဲ့ထဲမှာတော့အပူဆိုတဲ့ကဏ္ဍမပါသေးပါဘူးဗျ မနက်ပြန်ကျွန်တော်ပေးမယ်ထဲမှာတခါလေးကျွန်တော်ပြောထားပါတယ်ခဏန်းပြန်ပါနေပါတယ်ခဏန်းပြန်ကိုလုံးဝပေးမပြစ်ပါနဲ့နော်ခဏန်းကိုလုံးဝပေးမပြစ်ပါနဲ့ခဏန်းပြန်ပါလို့ရှိတခါလေးကျွန်တော်ကြိုတင်ပြီးတတိပေးထားပါကျွန်တော်မိသားစုမကြိုက်လဲထိုးပါကြိုက်လဲထိုးပါခဏန်းပြန်အဲ့တော့အကိုမလေးမောင်လေးညီမလေးကျွန်တော်ဒီပွဲကနေစတာလားအဲ့ဒါကဘယ်လိုလဲတဲ့တောက်ကြနေမနက်စေးရဲ့ထိတ်စီကြာတာပရင်းနေမနက်စေးရဲ့နောက်ဘက်တောက်ကြနေမနက်စေးရဲ့ထိတ်စီကြာတာပရင်းနေမနက်စေးရဲ့နောက်ဘက် နော်တောက်ကြနေမနေ့ကြာတာပရေးနေမနေ့ဈေးက90ထွက်တဲ့3ညနောက်ဝိတ်9 3ညလို့ထွက်တယ်3ညနောက်ဝိတ်တောက်ကြနေမနေ့ဈေးက9 3ညလို့ထွက်တယ်9ထိပ်စီအဲ့တော့ကျွန်တော်အကိုမနေမောင်လေးညီမလေးဒီ9ဒီ3ညဒီနှလုံးပေါင်းရင်9ရယ်လို့ဖြစ်လို့9ရယ်ပါဝါဒီ3ည9ရယ်နှက်ခတ်ဒီ3နဲ့9 3ည3ဒီနောက်တစ်ပွဲအင်္ဂါနေ့မှာမဖြစ်မနေထိရမယ်တဲ့9 3ည3ခီးရနော်အဲ့တော့ကျွန်တော်မိသားစုနေဘာဘာကိုထိလဲဆိုရင် အင်္ဂါနေ့ညနေသေးမှာ၃တပြောက်ဆိုပြီး83ပါတယ်ခင်ဗျ။เนาะ83ပါတယ်ကျွန်တော်မိသားစုနေ။အဲ့တော့နောက်တစ်ဝက်ကြာကျွန်တော်မိသားစုနေဒီ9ဒီနှစ်နော်ဒီ9ဒီ2ဒီနှလုံးပေါင်းရင်ခွန်ရလို့ဖြစ်လို့ခွန်ရပါပါက2ခွန်ရနှစ်ခါက3ညခွန်နဲ့3ညဆိုတော့ကြီးကနောက်တစ်ပွဲအင်္ဂါနေ့မှာမဖြစ်မနေထိရမယ်တဲ့ကျွန်တော်ရဲ့အကူအမတွေမောင်းနေပါလိမ့်အဲ့တော့ခွန်နဲ့3ညကြီးနဲ့ကျွန်တော်တို့ဘာထိလဲဆို3ညတပြားဆိုပြီး60လို့ထိပါတယ်ခင်ဗျာ ါတော့နောက်တော့ကျကျွန်တော်တို့ကဒီ၃ညဒီ၃ဒီနှလုံးပေါင်းချင်း၃ရေလို့ဖြစ်လို့၃ရေပါပါကရှေး၃ရေနက်ခက်က၅385ဆိုတော့ကီကနောက်တပွဲအင်ကာနေမှာဩဒီမှာဖောင်းနေအပေါ်မှာလေဖောင်းတော့ကျွန်တော်တို့ယူလို့မရဘူးဒါဆိုရင်နောက်တပွဲကိုကျွန်တော်တို့ကြော်သွားမယ်ဗျအဲ့ဒါဆိုရင်ကျွန်တော်ရဲ့မိသားစုများဘယ်ကိုကြော်သွားလဲဆိုတော့ဒီနှစ်ဒီလေးကိုကြော်သွားမယ်ဒီနှစ်ဒီလေးဒီနှလုံးပေါင်းချင်းက6ရေလို့ဖြစ်လို့6ရေပါပါက1တဲ့6ရေနက်ခက်က6တဲ့6တဲ့6ဆိုတော့ကီကနောက်တပွဲအင်ကာနေမှာမဖြစ်မနေထိရမယ်လေကျွန်တော်ရဲ့အချက် ဖြစ်မိတ်စလို့နော်6တိ9ဒီမဖြစ်မနေထိရမယ်တဲ့အဲ့တော့6တပြားကိုဆွဲပြီးတော့အင်္ဂါနေ့ညနေစေးမှာ60လို့ထွက်ခဲ့တယ်တဲ့ဒါဆိုအကောင်မမြမောင်လေးညီမလေးများဒီဘက်ကြကျွန်တော်တို့ကဒီခွန်ဒီလေးဒီနှလုံးမောင်းချင်း1ရလို့ဖြစ်လို့1ရဲ့ပါဝါက6တိရဲ့နက်ခတ်က8 168ဆိုတော့ဒီနောက်တော့ဘယ်အင်္ဂါနေ့မှာမဖြစ်မနေထိရမယ်တဲ့ချစ်လို့အဲ့တော့168ဒီနဲ့ကျွန်တော်တို့က68ဆိုပြီး PAP ရိုက်ပါတယ်တဲ့ခင်ဗျဒါဆိုနောက်တော့ဘယ်ကြကျွန်တော်တို့ကဒီခွန်ဒီ1ဒီနှလုံးမောင်းချင်းက8ရလို့ဖြစ်လို့ ရှေ့ရဲ့ပါဝါ3ရှေ့ရဲ့နက်ခတ်တဲ့ရှေ့3တစ်ဆိုတော့ကြီးကနောက်တော့ဘယ်အင်္ဂါနေ့မှမဖြစ်မနေထိရမယ်တဲ့ကျွန်တော်မိသားစုနေအဲ့တော့ရှေ့3တတီနဲ့ညနေစည်းမှာရှေ့တပြားကိုဆိုပြီး84လို့ထိခဲ့တယ်လေကိုမလေးမောင်လေးညီမလေးဒါဆိုနောက်တစ်ခါကျတော့ကျွန်တော်ရဲ့မိသားစုများဒီနှစ်ဒီနှစ်ဒီနှလုံးပေါင်းချင်းက၄ရဲ့လို့ဖြစ်လို့လေးရဲ့ပါဝါကို၄ရဲ့နက်ခတ်နှစ်၄ကိုနှစ်ဆိုတော့ကြီးကနောက်တော့ဘယ်အင်္ဂါနေ့မှမဖြစ်မနေထိရမယ်တဲ့အကိုမလေးအဲ့၄ကိုနှစ်ကြီးနဲ့ကျွန်တော်တို့က၄တပြားကိုဆိုပြီး84လို့အင်္ဂါနေ့ညနေစည်းမှာထိပါတယ်တဲ့ ဒါဆိုနောက်တစ်ပွဲကျကျွန်တော်မိသားစုနဲ့မြန်မာအောင်လေးညီမလေးများဒီ3ဒီ5ဒီနှလုံးမောင်းညက်ကရှိရလို့ဖြစ်လို့ရှိရပါပါက3ရှိရနခတ်က1ရှိရ3တက်စုတော့ကြီးဒီနောက်တစ်ပွဲအင်္ဂါနေ့မှာမဖြစ်မနေရှိရမယ်လေချစ်လို့အဲ့တော့900တော့မျိုးလိုအားလုံးပဲမင်္ဂလာပါနော်အဲ့တော့ရှစ်သုံးတက်ကြီးနဲ့ကျွန်တော်တို့ဗာထိလဲဆိုမနေ့သေးမှာရှစ်တပြားဆိုပြီး85လို့ထိခဲ့တယ်အဖိုးမလေးမောင်လေးညီမလေးဒီဘွားကြတော့ဒီရှစ်ဒီ9နှလုံးပေါင်းချင်းက3ရလို့ဖြစ်လို့3ရပါပါကရှစ်3ရနတ်ခတ်က9 3 8 5ဆိုတော့ကြီးက နောက်တစ်ပွဲအင်္ဂါနေ့မှာမဖြစ်မနေရှိရမယ်ဆိုတော့385ကီနဲ့မနက်စီအင်္ဂါနေ့မနက်စီမှာ3တပြားဆိုပြီး43နိုင်အကိုအမတွေမောင်းလေးညမလေးဒါဆိုနောက်တစ်ပွဲကျတော့ကျွန်တော်တို့ကဒီ6ဒီ7ဒီနှလုံးပေါင်းချင်းကခွန်ရဲလို့ဖြစ်လို့ခွန်ရဲပါဝါနှစ်ခွန်ရဲနှက်ခတ်3ညခွန်နှစ်3ညဆိုတော့ကီကနောက်တစ်ပွဲအင်္ဂါနေ့မှာမဖြစ်မနေရှိရမယ်ဆိုတော့အင်္ဂါနေ့ညနေစီမှာခွန်တပြားဆိုပြီး88တဲ့အကိုအမလေးဒါဆိုနောက်တစ်ပွဲကျတော့ကျွန်တော်မိသားစုများဒီ9ဒီ7ဒီနှလုံးပေါင်းချင်းကခွန်ရဲလို့ဖြစ်လို့ ခွန်ရဲ့ပါဝါနှစ်ခွန်ရဲ့နှက်ခတ်သုံးညခွန်နဲ့သုံးညဆိုတော့ကနောက်တစ်ပွဲအင်္ဂါနေ့မှာမဖြစ်မနေထိရမယ်ဆိုတော့ကျွန်တော်တို့အင်္ဂါနေ့မှာသုံးညတပြားကိုမနေ့စည်းမှာသုံးညတပြားကိုဆိုပြီးသုံးညငါညနေသေးမှာခွန်တပြားဆိုပြီး80 40နဲ့ခွန်နဲ့အကုန်မလေးဒါဆိုဟုတ်ပြီနောက်တစ်ပွဲကျကျွန်တော်မိသားစုများဒီ3ဒီ5ဒီနှလုံးပေါင်းကြီးက8ရဲ့လို့ဖြစ်လို့ရှိရပါပါ3ရှင်းနှစ်ခတ်1 8 3တက်ဆိုတော့ကြီးကကျွန်တော်တို့ဒီလာမဲ့အင်္ဂါမှာမဖြစ်မနေထိရမယ်တဲ့6ရာကျော်တော့အမျိုးတို့အားလုံးမဲ့မယ်ကလာပါဗျအဲ့တော့8 3တက်ကကြီးတဲ့အချစ်တို့ နော်၈၃တက်ဒီကြီးပါတဲ့နော်တကွက်ကောင်းလိုချင်တဲ့အကိုမလေးစောင့်နေပါဆင်းမတော်ပါနဲ့ဒါကအင်ကာနေမှာလုံးဝရာနှုံးမြစ်ထီမှာ၈၃တက်ကြီးတဲ့ချစ်တို့မနဲ့မထီညံနေထီဘဏ္ဍာကကိုးကွက်ထိုးရမှာချစ်တို့နော်ကျွန်တော်မိသားစုတကွက်ကောင်းတဲ့တလုံးပိုင်လိုချင်နေဆိုရင်တော့စောင့်ကြည့်ပါပြီးအောင်နော်လိုက်ကလေးပြီးဆုံးအောင်ကြည့်ဒါမှကျွန်တော်မိသားစုနဲ့တည်ရမှာအဲ့တော့အခြေဆုံးလို့၈၃တက်ကကြီးတယ် ဒါဆိုဟုတ်ပြီကျွန်တော်မိသားစုများ73ကပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒုတိယတစ်ချက်အနေနဲ့ကျွန်တော်တို့ကနှလုံးဖြောင်ယူရမယ်ပို့เนาะခဏနှလုံးဖြောင်ယူရမယ်တတိယအချက်ကကျွန်တော်တို့တစ်လုံးနဲ့ဖြောင်ယူရမယ်တဲ့ဒါဆိုအကူမလေးမောင်လေးမလေး73တကီဟုတ်ပြီတဲ့73တကီကိုကျွန်တော်တို့နောက်ထပ်ဝိုင်းချင်ယူရင်ဘာလို့လို့ထွက်မလာလို့ကျွန်တော်တို့တစ်ချက်ယူကြည့်ဦးမှာကြာအဲ့ဆိုကျွန်တော်ရဲ့အကူမမြတ်မောင်လေးညီမလေးများအဲ့ဒီ9အဲ့ဒီ3ကိုပဲထိုက်ယူနော်ဒီ9ဒီ3ညဒီနှလုံးမောင်းချင်းက9ရဲ့လို့ရှင်လို့9ရဲ့နက်ခတ်3နဲ့ နော်9 3ဆိုတဲ့ဝမ်းကျင်းကနောက်တစ်ပွဲအင်္ဂါနေ့မှာမဖြစ်မနေရှိရမယ်တဲ့နော်ကျွန်တော်မိသားစုမှာနေအဲ့9 3ဆိုတော့ကီဝမ်းကျင်းကနောက်တစ်ပွဲအင်္ဂါနေ့မှာမဖြစ်မနေရှိရမယ်ဆိုတော့3တပြားဆိုရင်83နဲ့ချစ်တို့ဒါဆိုဒီ9ဒီ2ဒီနှလုံးပေါင်းကြီးကခွန်ရလို့ဖြစ်လို့ခွန်ရနှက်ခတ်3ညခွန်3ညတပြားဒီနောက်တစ်ပွဲအင်္ဂါနေ့မှာမဖြစ်မနေရှိရမယ်တဲ့အကိုမလေးမောင်လေးညီမလေးအိုက်ခွန်၃ညတပြားကနောက်တစ်ပွဲအင်္ဂါနေ့မှာဘာထိလဲ၃ညတပြားကိုဆွဲပြီး60လို့ထိပါတယ်တဲ့ နောက်တစ်ပွဲကြာဒီ၃ညဒီ၃ညနှလုံးပေါင်းချင်းက၃ရယ်လို့ဖြစ်လို့၃ရယ်နဲ့ခတ်ပါ nga ၃၅တပြားဒီနောက်တစ်ပွဲအင်္ကာနေ့မှာမဖြစ်မနေရှိရမယ်။အော်ဒီမှာဖောင်းတာချစ်တူကြီး။ဒါဆိုဟုတ်ပြီကျွန်တော်ရဲ့အကိုမှမျက်မှောင်လေးညီမလေးများဒီနှစ်ဒီလေးဒီနှလုံးပေါင်းချင်းက၆ရယ်လို့ဖြစ်လို့၆ရယ်နဲ့ခတ်ကပိုးတယ်၆ကိုးတပြားဒီနောက်တစ်ပွဲအင်္ကာနေ့မှာမဖြစ်မနေရှိရမယ်တဲ့အကိုမှဒီမောင်လေးညီမလေး။အဲ့ဒီ6ကိုးတပြားနဲ့ကျွန်တော်တို့က6တပြားဆိုပြီး60လို့ထိပါတယ်တဲ့ ဒါဆိုလို့ရှိရင်ဒီဘွက်ကြကျွန်တော်တို့ဒီခွန်ဒီလေးဒီနှလုံးမောင်းခြင်းကတည့်ရလို့ဖြစ်လို့တည့်ရနတ်ခတ်က shit တစ်ရှစ်ဝမ်းခြင်းဒီနောက်တစ်ဘွက်အင်္ဂါနေ့မှာမဖြစ်မနေဖြစ်ရမယ်တဲ့အကိုမလေးအဲ့တစ်ရှစ်ဝမ်းခြင်းနဲ့ကြကျွန်တော်တို့ shit ပြရဆိုပြီး60ရှစ်တဲ့ချစ်လို့ဒါဆိုဒီခွန်ဒီတစ်ဒီနှလုံးမောင်းခြင်းက shit ရလို့ဖြစ်လို့ shit ရနတ်ခတ်တစ် shit တစ်တပြားဒီလေးနောက်တစ်ဘွက်အင်္ဂါနေ့မှာမဖြစ်မနေဖြစ်ရမယ်ဆိုတော့ကျွန်တော်ရဲ့မိသားစုများ shit တပြားကိုဆိုပြီး84ပါတယ်ခင်ဗျာဒါဆိုဒီဘွက်ကြတော့ဒီနှစ်ဒီနှစ်ဒီနှလုံးမောင်းခြင်းက၄ရလို့ဖြစ်လို့၄ရနတ်ခတ်က1တဲ့ချစ်လို့ အဲ့လေးနှစ်တပြားဒီနောက်တော့ဝဲအင်ကာနေမှာမဖြစ်မနေရှိရမယ်ဆိုတော့ကျွန်တော်တို့ကညနေသေးမှာလေးတပြားဆိုရင်84တပြားဒါဆိုဒီ3ဒီ5ဒီနှလုံးပေါင်းနေက8လို့ဖြစ်လို့8ရဲ့နောက်ခတ်8တဲ့တပြားဒီနောက်တော့ဝဲအင်ကာနေမှာမဖြစ်မနေရှိရမယ်ဆိုတော့ကျွန်တော်မိသားစုမှာ8တဲ့တပြားနဲ့ကျွန်တော်တို့ဘာထိလဲ8တပြားဆိုပြီး85တဲ့ချစ်တို့ဒီဘွဲကြတော့ဒီ8ဒီ5နှလုံးပေါင်းက3ရဲ့လို့ဖြစ်လို့3ရဲ့နောက်ခတ်က9တဲ့သုံးငါးတပြားဒီနောက်တော့ဘွဲအင်ကာနေမှာမဖြစ်မနေရှိရမယ်ဆိုတော့အင်ကာနေမှာနေသေးမှာ3တပြားဆိုပြီး43နဲ့ချစ်တို့ ဒါဆိုဟုတ်ပြီခင်ဗျာကျွန်တော်တို့ဒီ6ဒီ7ဒီနှလုံးပေါင်းချင်းကခွန်ရဲလို့ဖြစ်လို့ခွန်ရဲတဲ့ခက်က3ညခွန်3ညတပြားစီနောက်တစ်ပွဲအင်္ဂါနေ့မှာမဖြစ်မနေရှိရမယ်ဆိုတော့အင်္ဂါနေ့ညနေဒီမှာခွန်တပြားကိုဆိုပြီး88ဒါဆိုနောက်တစ်ပွဲကျကျွန်တော်တို့ကဒီ9ဒီ7ဒီလဲခွန်ရဲလို့ပဲဖြစ်လို့ခွန်ရဲတဲ့ခက်က3ညခွန်3ညတပြားစီနောက်တစ်ပွဲအင်္ဂါနေ့မှာမဖြစ်မနေထိရမယ်တဲ့ချစ်လို့အဲ့တော့မနေ့သေးမှာ3ညတပြားဆိုပြီး3ည9ညနေဒီမှာခွန်တပြားဆိုပြီး49ခင်ဗျာဒါဆိုဒီ3ဒီ9ဒီနှလုံးပေါင်းချင်းက100ရဲ့လို့ဖြစ်လို့ ရှစ်ရက်နောက်ခါကတည်းရှစ်တည်းတပြားတည်းနောက်တော့အင်္ဂါနေ့မှမဖြစ်မနေထိရမယ်တဲ့ဒါဆိုအကူမမြမောင်လေးညီမလေးညီမရှစ်သုံးတက်ကခီးရှစ်တက်ကအချိန်နဲ့ခင်ဗျာနော်ရှစ်တက်ကအချိန်မှာတဲ့ကျွန်တော်အကူမလေးမောင်လေးညီမလေးဒါဆိုဟုတ်ပြီကျွန်တော်တို့ကသုံးလုံးကနေနှလုံးယူပြီးသွားပြီနှလုံးကနေတစ်လုံးပြန်ဖြစ်အောင်ယူမယ်တဲ့နော်နှလုံးကနေတစ်လုံးပြန်ဖြစ်အောင်ယူမယ်တဲ့ခင်ဗျာမောရဲဗျာကိုရကြောတော့အမျိုးတို့အားလုံးပဲမင်္ဂလာပါခင်ဗျာ နော်စာလေးဆိုတဲ့အောက်ကအပိုင်ရှင်အားပေးနေပါလေတဲ့အငင်းမှန်ပါလေဟုတ်ကဲ့ခင်ဗျာနော်အဲ့တော့အပေါ်မှနေမောင်းနေမှာလေကျွန်တော်တို့က၈၃တက်ကီးကို၈တက်အချင်းကိုဖြစ်အောင်ယူပြီးပြီတဲ့ဒါဆိုရင်တလုံးပိုင်စနစ်ကိုကျွန်တော်တို့တစ်ချက်ပြန်ကြည့်အောင်မယ်ကျွန်တော်အကူမနေမောင်းနေမှာလေနော်တစ်ချက်ပြန်ကြည့်အောင်မယ်တဲ့ချစ်တို့ရေအဲ့တော့နောက်တစ်ချက်ကကျွန်တော်တို့ဘယ်လိုလာတာလဲတဲ့အကူမလေနော်အဲ့လိုပဲဒီ၈ဒီ၅ နော်ကြာတာတောက်ကြာနေမန္တစီရဲ့ထိပ်စီကြာတာပရင်းနေမန္တစီရဲ့နောက်ဝိတ်ဒီရှစ်ဒီငါကနှလုံးပေါင်းချင်းကသုံးဖြစ်လို့အဲ့သုံးတပြားဒီနောက်တစ်ပွဲကြာအင်္ကာနေမှာလုံးပိုင်နေချစ်လို့ဒီအဲ့သုံးတပြားအဲ့ဒီသုံးတပြားဒီနောက်တစ်ပွဲအင်္ကာနေမှာလုံးပိုင်အဖြစ်ဆော့ပါလေဆိုတော့43နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ6ဒီခွန်ဒီနှလုံးပေါင်းချင်းကအဒီ6ဒီတက်ဒီနှလုံးပေါင်းချင်းကခွန်ရလို့ဖြစ်လို့အဲ့ခွန်တပြားဒီနောက်တစ်ပွဲအင်္ကာနေ့မှာလုံးမိုင်အဖြစ်ဆော့ပါမယ်ဆိုတော့98နှစ်ချက် ဒါဆိုကျွန်တော်အကုန်မမောင်လေးညမလေးများဒီ၅ဒီနှစ်ဒီနှလုံးပေါင်းချင်းမှာခွန်ရလို့ဖြစ်လို့အဲ့ခွန်တပြားဒီနောက်တော့ဝဲအင်္ဂါလေးမှာလုံးပိုင်းအဖြစ်ဆော့မယ်ဆိုတော့ကျွန်တော်မိသားစုနေခွန်တပြား40ခွန်လို့ထွက်ပြီးတော့ပုံးကျက်ဒါဆိုကျွန်တော်အကုန်မမောင်လေးညမလေးများဒီ၃ဒီ၅ဒီနှလုံးပေါင်းချင်း၈ရလို့ဖြစ်လို့အဲ့၈တပြားဒီအင်္ဂါလေးမှာလုံးပိုင်းနဲ့နော်ကြိုက်တဲ့လူဆော့မကြိုက်တဲ့လူမဆော့နဲ့နော်ကျွန်တော်ကအဲ့လုံးပိုင်း၈တပြားကိုကျွန်တော်ကသူ့ကတ်လုံးနဲ့သူအတခါတည်းအပြီးဒါပဲမဲ့လို့၈ကိုပိုင်းရင်ကျွန်တော်တို့က ကျွန်တော်မိသားစုဝင်တွေတိတဲ့အတိုင်းရှစ်ကဲပါဝါပုံးနဲ့ရှစ်ကဲနတ်ခတ်တိကိုရံပြီးတော့ကင်ကိုကင်ရမှာလို့ကျွန်တော်မိသားစုဝင်တွေကျွန်တော်ပြောထားပါတယ်နော်ကျွန်တော်ပြောထားပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကကဏ္ဍ၉ခွက်ကတော့ထုတ်ကိုထုတ်မှာဒါပေမဲ့၃ခွက်ထဲတင်ရရမှာအဲ့တော့ကျွန်တော်မိသားစုဝင်တွေဒီမှာဒီ၅ဒီ၃ဒီနှလုံးပေါင်းကြီးရှစ်ရလို့ဆိုတော့အဲ့ရှစ်တပြားတည်းကကျွန်တော်တို့အင်္ဂါနေ့မှာဒီအင်္ဂါနေ့မှာလာမှာလုံးပါရင်းနဲ့ရှစ်ပါရင်းနဲ့ချစ်ရှစ်ကဘိုင်းနဲ့ဒါဆိုဟုတ်ပြီရှစ်ဘိုင်းလို့ရပြီအဲ့ရှစ်ဘိုင်းကိုလိုက်ပြီးနေတဲ့ကဏ္ဍက ဘလို့ပြီးနေတာတဲ့ကျွန်တော်ရဲ့မိသားစုများနော်အဲ့ဒီစနစ်ကလေးကိုကျွန်တော်ယူပေးမယ်တခါတည်းမော်ရီမော်ရီမော်ရီအဲ့တော့အပေါ်မှာနေမောင်လေးညီမလေးကျွန်တော်တို့တစ်ချက်လိုက်သွားမယ်ခဏလေးဗျာခဏလေးခဏလေးနော်ခဏလေးကင်ထားပါအောင်ကျွန်တော်မိသားစုနေ960 9ယောက်တော့အမျိုးလိုအားလုံးမင်္ဂလာပါဗျာနော် ဲ့တော့ကျွန်တော်အကူမလေးအဲ့လုံးမိုင်ကိုလိုက်ပြီးနေတဲ့ဆက်နဲ့ကိုကျွန်တော်တခါတည်းအပြီးယူတော့မယ်ဒီခါတော့နော်ကြိုက်မှလဲဆော်မကြိုက်လဲမဆော်နဲ့အပင်ကတော့နှုတ်တယ်အပင်နှုတ်ပေမဲ့လို့သူအပြီးလိုက်ရိုက်နေအဲ့တော့ကျွန်တော်တို့ဒီခါကမှင်လုံးကြီးကြီးနဲ့သွားတော့မယ်နော်တောက်ကြနေမနစေတောက်ကြနေမနစေရဲ့ထိတ်စီးရှစ်ကြာတာပဲနေမနစေရဲ့နောက်ပိတ်ငါဒီရှစ်ဒီငါနှလုံးပေါင်းချင်းက၃ရယ်လို့ဖြစ်လို့ဟုတ်ပြီဒီကလည်းဖေဟာမှမထင်တော့ဘူးတဲ့ စော့ပင်ကြီးရတယ်ကဲဗျာစိတ်ညစ်ပါအဲ့တော့ဒီရှစ်ဒီငါနှလုံးပေါင်းချင်း300လို့ဖြစ်လို့အဲ့3တပြားပိုင်ကိုလည်းကျွန်တော်ရေးမိသားစုနေနော်အဲ့3တပြားပိုင်ကိုကျွန်တော်တို့ဒီမှာတောက်ကြနေမနေ့စရဲ့ထိတ်စီရှစ်တောက်ကြနေညနေစရဲ့နောက်ပိတ်1နဲ့ရှစ်ရှစ်ပူးရဲ့ရှစ်ထိတ်စီ1တက်ကဲ1တက်နောက်ပိတ် ီ၈ဒီ၁နှလုံးပေါင်းချက်က၉ဖြစ်လို့အဲ့၉ရဲ့ပါပါက၄၉ရဲ့နခခက၆၉လေး၆ဆိုတော့ကီးနဲ့ပြီးရမယ်တဲ့နောက်တစ်ပွဲမှာအင်္ဂါနေ့ဒါဆိုတော့၃တလုံးပိုင်းကို၉လေး၆နဲ့ပြီးရမယ်ဆိုတော့ကျွန်တော်ရမိသားစုရဲ့ဂျီ၈ဒီဟာနှလုံးပေါင်းချက်၃ဖြစ်လို့အဲ့၃တပြားပိုင်းကိုဒီ၈ဒီ၁နှလုံးပေါင်းချက်က၉ဖြစ်လို့၉ရဲ့ပါပါ၄၉ရဲ့နခခ၆၉လေး၆နဲ့ပြီးရမယ်ဆိုတော့ဘာပြီးလဲကျွန်တော်တို့အင်္ဂါနေ့မှာ3 9 3 4 3 6တဲ့အဲ့ဒါဘာပြီးလဲ43 34ဆိုတော့ခဏအောင်ပြီးခဲ့တယ်တဲ့အချစ်တို့ကြီးနော် ဒါဆိုဟုတ်ပြီတဲ့ကျွန်တော်တို့နောက်တစ်ပွဲကိုသွားမယ်ဒီ6ဒီတင်နှလုံးပေါင်းကြီးကခွန်ရလို့ဖြစ်လို့အဲ့ခွန်တပြားပိုင်ကိုလေကျွန်တော်ရမိသားစုခွန်တပြားပိုင်ဒီ6ဒီ9နော်တောက်ကြနေမနဲ့သေးရထိတ်စီရ6တောက်ကြနေညနေသေးရနောက်ဘက်က9ဒီ6ဒီ9ဒီနှလုံးပေါင်းကြီးကတည့်ရလို့ဖြစ်လို့တည့်ရပါက6တဲ့တည့်ရနောက်ခါက8တိတ်6ရှင်းနဲ့ပြီးရမယ်တဲ့ချစ်လို့ခွန်တပြားပိုင်ကိုတိတ်6ရှင်းနဲ့အင်္ဂါနေ့မှာပြီးရမယ်ဆိုတော့ ခွန်1ခွန်6ခွန်8ဆိုတော့ကနန်းဒီအင်္ဂါနေ့ညနေမှာ88ဆိုတော့ကနန်းကိုထိတယ်တဲ့ပြီးခဲ့တယ်ဟုတ်ကဲ့ခင်ဗျဒါဆိုရင်2ပွဲဒါဆိုနောက်တစ်ပွဲကြာကျွန်တော်ရဲ့မိသားစုများဒီ5ဒီ2နှလုံးပေါင်းချင်းကခွန်ရလို့ဖြစ်လို့အဲ့ခွန်တပြားပိုင်ဘူးတဲ့နော်ဒီ5ဒီ6ဒီနှလုံးပေါင်းချင်းက4ရလို့ဖြစ်လို့တောက်ကြနေမနေ့စေးရဲ့ထိတ်စီတောက်ကြနေညနေစေးရဲ့နောက်ပဲဒီ5ဒီ6ဒီနှလုံးပေါင်းချင်းက4ရလို့ဖြစ်လို့4ရဲ့ပါဝါက6တဲ့4ရဲ့နက်ခတ်က1 ၄၉နှစ်ဆိုတော့ကနားနဲ့ပြီးရမယ်တဲ့အချစ်တို့ခွန်တပြားတိုင်းကို၄၉နှစ်နဲ့ပြီးရမယ်ဆိုတော့ကျွန်တော်ရဲ့မိသားစုနဲ့ခွန်၄ခွန်၉ခွန်နှစ်ဆိုတော့ကနားကြီးအင်္ဂါနေ့မှာမဖြစ်မနေထိရမယ်ဆိုတော့၄၀ခွန်ဆိုတော့ကနားကိုအင်္ဂါနေ့ညနေသေးမှာပြီးခဲ့ပါလေတဲ့ဒါဆိုကျွန်တော်တို့ကပုံးချက်နော်ပုံးချက်တဲ့ကြဒါဆိုနောက်တစ်ချက်ကြကျွန်တော်ရဲ့မိသားစုများဒီရှစ်ဒီငါး ။ဒါဒီ3ဒီ5နှလုံးပေါင်းချက်က8ရဲ့လို့ဖြစ်လို့အဲ့8ရဲ့တရားပိုင်းကိုလည်းကျွန်တော်မိသားစုဝင်တယ်။ဒါဆိုရင်ဒီ3ဒီ2ဒီနှလုံးပေါင်းချက်က9ရဲ့လို့ဖြစ်လို့တောက်ကြနေမနဲ့သေးရဲ့ထိတ်စီတောက်ကြနေညနေသေးရဲ့နောက်ဝိတ်ဟာဒီ3ဒီ2နှလုံးပေါင်းချက်က9ရဲ့လို့ဖြစ်လို့9ရဲ့ပါဝါက3ညာတဲ့ချစ်လို့ငါရဲ့နခတ်တီ3 5 3ည3နဲ့8တပြားပိုင်ကိုပြီးရမယ်တဲ့ချစ်လို့နော်ငါတပြား8တပြားပိုင်ကို5 3ည3နဲ့ပြီးရမယ်ဆိုတော့ ကျွန်တော်တို့85 80 83ဒီအဓိက main နော်85 80 83ဒီအဓိက main ဒါဆိုရင်ကျွန်တော်ရဲ့မိသားစုနေကျွန်တော်တို့ရှိတာ83တက်လို့ရှိတာနော်83တက်ကီကို8တက်လို့အချင်းရှိတာ8တလုံးပိုင်လို့ရှိတာကီးက9တုံညာ3ကီးနဲ့83 85 80လို့ပြီးရမှာဒါဆိုရင်ကဏန်းက3ွက်ထဲထိုးလို့လုံးမလားတဲ့မလုံးပါဘူးပြာနော်1249ရောက်တော့အမျိုးတို့အားလုံးပဲမင်္ဂလာပါနော် ဒါဆိုရင်ဘာလို့တင်ထိုးမလဲတဲ့ဘလို့ရန်ထိုးမလဲတဲ့ကျွန်တော်မိသားစုနဲ့ရှေ့ရနတ်ခတ်အဲ1314ရောက်တော့မျိုးတို့အားလုံးမဲမင်္ဂလာပါဗျာနော်1314ရောက်တော့မျိုးတို့အားလုံးမဲမင်္ဂလာဒါဆိုရင်အပေါ်မတွေမောင်းလေးညမာလေးကျွန်တော်တို့ကဒီမှာရှေ့တပြားပိုင်းကိုအားသုံးညာသုံးနဲ့ပြီးရမယ်ဆိုရင်ကျွန်တော်တို့အရှိတ်ကိုပါဝါနတ်ခတ်ခံပြီးရန်ထိုးပါဒါဆိုရင်3နဲ့ပတ်သက်တော့လေ3 5 30 3 3နဲ့ တင့်နဲ့ပတ်သက်တော့လေတင်90 13 3ဆိုတဲ့ခဏ6ဘောက်ကိုတော့ကျွန်တော်ရဲ့မိသားစုနေအားလုံးကိုရန်ထိုးစေချင်ပါတယ်လို့နော်ကျွန်တော်ကကျွန်တော်မိသားစုနေတလုံး3ခီး3ရှိတယ်ဗျာ8 3တက်လူခီးအဲ့ဒီ8 3တက်ခီးတွေကနေနောက်ထပ်8တက်လို1ချိန်နောက်ထပ်8တလုံးပိုင်းလို့ရွေးပေးတဲ့နေရာမှာသူခီးရလိုက်ပြီးနေဒီမှာကအင်္ကာနေမှာ6လေး6ခီးဟုတ်ပြီလားဒီမှာနောက်တစ်ပွဲအင်္ကာနေမှာကြာ16ခီးဟုတ်ပြီလားနောက်တစ်ပွဲအင်္ကာနေမှာကြာတော့၄၉နှစ်ခီးဟုတ်ပြီလား ။နောက်ကျွန်တော်တို့အခုလာမယ့်အင်္ဂါနေ့မှာငါးတုံညာသုံးကြီးတဲ့။အဲ့တော့ကျွန်တော်မိသားစုဝင်တွေက6980ကို main လို့ထိုးရင်3930333နဲ့3910013ဆိုတော့ကဏ္ဍ6ကွက်ကိုမဖြစ်မနေရန်ထိုးပါလို့ပြောချင်ပါတယ်။နော်။ဒါဆိုရင်ကျွန်တော်ရဲ့မိသားစုဝင်တွေအင်္ဂါနေ့မှာပတ်ရမယ့်ခဏက10ပတ်သီး။နော်အင်္ဂါနေ့နေကုန်မှာမနေ့သုံးမုံညနေမှာကြာမှာ10ပတ်သီး။တင်ထိုးရမယ်ကဏ္ဍဒီ6980နဲ့73ပါတယ်ခင်ဗျ။เนาะကြိုက်ချင်တော့လုံးလိုက်ပါတော့ကျွန်တော်မိသားစုเนาะ။ ကျွန်တော်ရဲ့မိသားစုနဲ့ကြိုက်ချင်တော့လှုပ်လိုက်တော့မယ်လို့နော်အကြိုက်ချင်းတူရင်တော့စော်လိုက်တော့နော်မကြိုက်တဲ့အကိုမလေးမောင်လေးမလေးကကြော်သွားပေါ့ဗျာနော်ကျွန်တော်လည်းကျွန်တော်တိရကျွန်တော်တတ်ထားကိုကျွန်တော်တင်ပေးရတာဟုတ်တယ်မအဲ့တော့ကျွန်တော်အကိုမလေးမောင်လေးမလေးကျွန်တော်ခဏလေးတွေရေးပေးခဲ့မယ်ဗျာနော်အဲ့တော့ကျွန်တော်မိသားစုနဲ့၃လအတွင်းမှာမဖောက်တော့ပတ်တီးကအင်္ဂါနေ့မှာ၈ပတ်တီးတဲ့ဒါမှမဟုတ်ကီးကတော့လုံအောင်ထိုးရမှာ၈၃တက်ကကီး၈ကိုကရင်၃နဲ့တက်ကိုမဖြစ်မနေရန်ထိုးပါလို့နော် ရှစ်ကိုကရင်တော့၃နဲ့၁ကိုမဖြစ်မနေရထိုးပါအဲ့တော့ကျွန်တော်ရဲ့မိသားစုနဲ့အဓိကမိန်းထိုးရမှာရှစ်ပတ်ဒီနဲ့ရှင်းက၈၀၈၃ဆိုတဲ့ကဏ္ဍကိုအဓိကထိုးရမှာပါနောက်တစ်ခါ၃၅၃၀၃၃၅၃၀၃၃တင်ငါ၁၀နဲ့၁၃ဆိုတဲ့ကဏ္ဍ၆ဘက်ကိုတော့မိန်းနေရမှာမဖြစ်မနေထိုးပါပတ်တီးဒီ14ရက်10လ2025အင်္ဂါနေ့မနေ့ညမှာရှစ်ပတ်ဒီတဲ့နော်မနေ့မကြညနေကျင်းတည်ကြမှာကရှစ်ပတ်ဒီပါခင်ဗျနော်ကျွန်တော်ရဲ့အကူမလေးဒါဆိုရင်ကျွန်တော်တို့မိသားစုဝင်လေးနော်မိကြီးကလည်းပြက်သွားတာဖြစ်တဲ့အတွက် အိမ်မီးနဲ့လွှင့်နေရဖြစ်တယ်တခါတည်းကျွန်တော်ရေးပြလိုက်ဒါဆိုကျွန်တော်တို့ကမနေ့ပြန်14ရက်ဗျာနော်14ရက်အင်္ဂါတဲ့ချစ်တို့နော်အင်္ဂါမနဲ့ညဗျမနဲ့မကြညနေဆက်လိုက်မနဲ့ကြသွားတော့ညနေကျွန်တော်ပြန်တက်ခဲ့ဦးမယ်အဲ့တော့ကျွန်တော်ရဲ့မိသားစုနဲ့အင်္ဂါနေ့မနဲ့ညမှာရှစ်ပတ်သီးလို့ကျွန်တော်ရေးပေးပါမယ်ဗျနော်ကြိုက်ချင်တော့ပတ်ပါလို့နော် ကျွန်တော်ရဲ့အဖွဲ့ဝင်တွေဘာလို့တင်ထိုးရမလဲဆိုတာသိပါတယ်နော်ရှစ်ပတ်ဒီကိုပတ်ပါလို့နော်ပတ်ရမှာပတ်ရမှာပတ်ကိုပတ်ပါအဲရှစ်ပတ်ဒီကိုပတ်အာအထူးတဲ့ချစ်တို့နော်အာအထူးနောက်တစ်ခါက၃၅၃၀၃၃ နောက်တစ်ခါကတင်ငါတက်စဲတစ်သုံးနဲ့ဒါတွေကိုမဖြစ်မနေကျွန်တော်ရဲ့မိသားစုတွေရမ်းပါเนาะဒါတွေကိုအာပြီးမိန်းညမှာထိုးကနန်းကကိုးွက်ပဲထိုးရတာเนาะပတ်ချင်တဲ့သူတွေကအင်္ကာနဲ့မနဲ့ညမှာရှစ်ပတ်ပြီးတရားရာခိုင်တော့အဲ့ဒါမှမှန်မှန်တကွယ်လွဲတကွယ်ဆော့ကျင်တယ်ကျွန်တော်အကိုမဒီမောင်လေးညီမလေးတွေကပုံးနဲ့ကြလို့တင့်နဲ့ကြလို့မဆဲဥစီရမကြီးဆိုလို့ရှိရင်တော့ဟဲ့ဒီမှာရှစ်တလုံးကိုပဲရှင်းက80 83ဆိုတဲ့၃ခွက်ပဲရည်လို့နော် အဲ့တော့ကျွန်တော်ရဲ့အကူမာဒီမောင်လေးညီမလေးကျွန်တော်ကိုဆက်သွဲခြင်းတော့နော်ဆက်သွဲရန်လိပ်စာလေးရေးပေးပခါပဲပြမယ်ပြနော်ဒါကကျွန်တော်မိသားစုနေဒါက Viber ပါခင်ဗျနော် Viber အသုံးပါတယ် ဒါက message ရတယ်။နော်ကျွန်တော်ပတ်တီးတလုံးနဲ့မွေးကနေ၄ခွက်လိုချင်တဲ့အပေါ်မှာဒီခုဆက်သွယ်လို့ရသေးတယ်။နော်။အဲ့တော့ကျွန်တော်တို့က14ရက်အင်္ဂါမနက်ည၈ပတ်တီးကိုပတ်ပါလို့နော်။ရှင်က80 83တီအာထူး3530 330 130ဆိုတော့ခဏကိုအာပြီးမိန်ထိုးပါလို့ပြောရင်းနဲ့ကျွန်တော်ရဲ့မိသားစုဝင် မောင်လေးညီမလေးတွေအားလုံးကိုအထူးအထူးကိုကျေးဇူးတင်ပါတယ်ခင်ဗျာเนาะကျွန်တော်ကိုအမြဲတမ်းချစ်ခင်အားပေးကြတဲ့မိသားစုဝင်များ ကာယဒုက္ခစိတ်ဓာတ်ဒုက္ခနှစ်ဖြာဒုက္ခနဲ့ပြည့်စုံကြပြီလျင်နော်လိုရင်းဆန္ဒအမြတ်အတိတိပြည့်ဝကြပါစေလို့ဆုတောင်းပေးရင်းနဲ့ကျွန်တော်ရဲ့ live show လေးဒီမှာပဲနားပါပြီနော် အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ